နာတွေလုံးဝသဘောမကျတဲ့ဆရာဝန်မျိုးစား9မျိုးဆရာဝန်နဲ့လူနာဆက်ဆံရေးဆိုတာပြည်လဲကြတာတဲ့မပြည်လဲကြတာများပါတယ်ဆရာဝန်တွေဘက်ကလည်းအလုပ်ဖြစ်စီရဲ့အတွက်လူနာကိုပြည်လျောင်မဆက်ဆံနိုင်ကြတာရှိသလိုလူနာတွေဘက်ကလည်းယောဂအတွက်စိတ်ဖြစ်စီနေတာမို့လို့နည်းနည်းဆိုအထိမခံဖြစ်ကြပါတယ်ဒီပြိုလေးထဲမှာတော့လူနာအများစုသဘောမကျကြတဲ့ဆရာဝေအမျိုးအစားတွေကိုဆွေးနွေးပြီးတော့ပြပြပေးသွားပါမယ်နော်။ မတစ်ချက်ကတော့လူနာကိုအလေးနဲ့မထားတဲ့ဆရာဝန်ပါအကျိုးဆရာဝန်တွေကလူနာကိုစမ်းသပ်နေတဲ့အချိန်မှာလူနာဘော်ကိုအာရုံမထားဘဲနဲ့အခြားတရားမင်းတွေပေါ့နော်စကားပြောနေတာဖုံးပြောနေတာတီဗီကြည့်နေရပါတွဲလို့တက်ပါတယ်လူနာကတခုခုပြန်မေးရင်လည်းမကြားသလိုပြန်တုတ်ပြန်တက်ပါတယ်အဲ့ဒီလိုလူနာဘော်အပြေးဝအာရုံမဆိုင်တဲ့စိတ်ပြန့်လွင့်နေတတ်တဲ့ဆရာဝန်တယောက်ဟာပြည့်ပြည့်စုံနဲ့ကုသမှုပေးနိုင်မှာမဟုတ်တဲ့အတွက်ဒီလိုဆရာဝန်မျိုးကိုလူနာအများစုကမကြိုက်တတ်ကြပါ ါဘူး။နံပါတ်2ချက်ကတော့လူနာကိုစိတ်မရှိတဲ့ဆရာဝန်မှာအချို့ဆရာဝန်တွေကြပြန်တော့လေကုသမှုကထူးချွန်ပေမဲ့လူနာအပေါ်ကိုစိတ်ဖြေတတ်ကြပါဘူး။လူနာကမေးခွန်းတွေမေးတဲ့အခါတိတိကျကျပြန်မပြောဘဲနဲ့ ဒါလေးတောင်မသိရကောင်းမလားဆိုတဲ့ပုံစံနဲ့ငေါက်ငန်းတက်ကြပါတယ်။တကယ်တော့လူနာဆိုတာသူ့ယောဂအကြောင်းကိုသူသိ꿰ရှိသလိုသူတောက်မဲ့ပေါ့နော်ထိုးမဲ့စေးနဲ့ပတ်သက်တာတွေကိုလည်းဆရာဝန်ကိုမေး꿰ပေါ့နော်အခွင့်ရေးရှိပါတယ်။ဒါပေမဲ့လက်ရှိမှာဖြစ်နေကြတာတွေကတော့ကိုယောဂအကြောင်းကိုအသေးစိတ်လိုက်မေးတက်တဲ့လူနာတွေကိုဒီဆရာဝန်တွေကပေါ့နော်စကားအရမ်းများတယ်ဆိုပြီးတော့သဘောမကျကြသလိုအဲ့ဒီလိုစိတ်မရှည်တတ်တဲ့ဆရာဝန်တွေကိုလည်းလူနာအများစုကမကြိုက်တတ်ကြပါဘူး။ နမက်၃ချက်ကတော့လူနာကိုအချိန်မပေးတဲ့ဆရာဝန်ပါဒါကတော့နမက်ကြီးတဲ့ဆရာဝန်တွေမှာကြုံတွေ့ရတတ်တဲ့ဘေးဒွတ်ဆိုကြတစ်ခုပဲဖြစ်ပါတယ်နမက်ကြီးတော့လူနာကများတယ်လူနာများတော့လူနာတယောက်ချင်းစီကိုအချိန်မပေးနိုင်ပဲနဲ့အဲ့ဒီမှာလူနာတယောက်ချင်းစီတိုင်းကိုတီးကြတဲ့စမ်းသက်စစ်ဆေးမှုမလုပ်နိုင်ဖြစ်ကြရပါတယ် လူနာထဲမှာပညာသိပ်မတတ်တဲ့လူနာတွေပါသလိုစေပညာအကြောင်းကို ထိမိခောက်မှုရှိတဲ့လူနာတွေလည်းပါပါတယ်။စေပညာနဲ့မဆိုင်တဲ့လူနာတွေဟာဆရာဝန်တယောက်အနေနဲ့10မိနစ်လောက်စမ်းသပ်ယူနေလူနာအကြောင်းကိုတည်တည်ချာချာသိမယ်လို့မယုံကြည်ကြပါဘူး။ဒါကြောင့်ဒီကိစ္စမှာတော့လူနာအများစုဆိုတာထက်ပညာတတ်လူနာအများစုကလူနာကိုအချိန်မပေးတဲ့ဆရာဝန်ကို မကြိုက်ကြဘူးလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။နံပါတ်၄ချက်ကတော့အချိန်မတိကြတဲ့ဆရာဝန်မှာ ဒီလိုကိစ္စတွေကတော့အထွေထွေယောဂကုဆရာဝန်တွေထက်အထူးကုဆရာဝန်တွေမှာပိုအတွေ့များပါတယ်သူတို့ကပေါ့နော်တနေ့တနေ့ထိုင်ရတဲ့စီကံတွေကများတယ်လို့ကြည်ရတဲ့လူနာတွေကလည်းအရမ်းများတာကြောင့်စီကံတခန်းစီကိုတတ်မှတ်တဲ့အချိန်မရောက်နိုင်တာများပါတယ်။တခါတလေတတ်မှတ်တဲ့အချိန်တည်းပေါ့နော်နှစ်နာရီသုံးနာရီလောက်နောက်ကျတာမျိုးအောင်ရှိရပါတယ်။အဲ့ဒီလိုဆရာဝန်အမျိုးသားကို လူနာတွေရပေါ့နော်မပြောရဲပေမဲ့စိတ်သေးကတော့သဘောမကျကြပါဘူး။ နမက်၅ချက်ကတော့လူနာဝအဆင့်တန်းခွဲခြားဆက်ဆံတတ်တဲ့ဆရာဝန်ပါအချို့ဆရာဝန်တွေဟာလူနာတွေအပေါ်မှာပတ်စံရှိရင်တမျိုးမရှိရင်တမျိုးဆက်ဆံတတ်ကြပါတယ်အယုတ်နဲ့အမျက်မရွေးပါတော့ကိုလူနာအဖြစ်သဘောထားတင်တာကိုအဲ့ဒီလိုခွဲခြားဆက်ဆံတတ်တဲ့ဆရာဝန်ကိုလည်းလူနာတွေကမကြိုက်ကြပါဘူးဒါပေမဲ့ကံကောင်းတာဟာကျမတို့ရဲ့နိုင်ငံမှာတော့အဲ့ဒီလိုဆရာဝန်အမျိုးအစားကတော်တော်ကိုနေတာပါပဲ နမက်6ချက်ကတော့လူနာကိုမောက်မှရိုင်းဆိုင်တဲ့ဆရာဝန်မှာအချို့ဆရာဝန်တွေကလူနာကိုဆက်ဆံတဲ့အခါသူတို့သာဈေးပညာအကြောင်းအဆအဆုံးသိတယ်လူနာတွေကတော့ဉာဏ်မပြည့်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဆက်ဆံတတ်ကြပါတယ်။စကားပြောတဲ့အခါမှာလည်းမောက်မှရိုင်းဆိုင်ပြီးတော့တခုခုပြန်ပြီးတဲ့အခါမှာလည်းပေါ့နော်။နေရဆရာဝန်လားငါကဆရာဝန်လားဆိုတဲ့ပုံစံမျိုးကိုဆက်ဆံတတ်ကြပါတယ်။ဒီလိုဆရာဝန်မျိုးကိုလည်းလူနာတွေကမနှစ်သက်ကြပါဘူး။ နောက်ဆုံးချက်ကတော့အရက်တောက်ပြီးတော့ဆေးကုတဲ့ဆရာဝန်ပါဆရာဝန်တယောက်ဟာအလုတ်ချိန်ပြီးတဲ့အချိန်မှာပေါ့နော် အရက်တောက်တာဘာမှကိစ္စမရှိပေမဲ့ဆေးမကူတာခင်မှာအရက်တောက်လာတာဟာကိုယ့်ရဲ့ဆရာဝန်ကြည့်ဝတ်ကိုထူးခိုက်ရုံနာမကလူနာရဲ့ကိုယ့်အပေါ်ယုံကြည်မှုကိုလည်းရော့နေစေနိုင်ပါတယ်ဗဇက်ကအရက်နဲ့ထွက်ပြီးတော့ဆေးကုတတဲ့ဆရာဝန်ကိုကျွမ်းကျင်တဲ့ဆရာဝန်ဖြစ်တာတော့လူနာအများစုကတော့မနှစ်သက်ကြတာသိကြပါတယ်နော်အခုပြပြခဲ့တာကတော့လူနာအများစုသဘောမကျကြတဲ့ဆရာ ဝယ်အမျိုးအစားတွေအကြောင်းပဲဖြစ်ပါတယ်။ပညာမထူးကျွန်တာကိုကိုကိုယုံကြည်မှုမရှိတာစေကူတာကအရန်တောင်းတာကိုတော့လူနာအများစုဟာသဘောကျခြင်းမကျခြင်းမှာထဲ့သွင်းစဉ်းစားတာနေပါတယ်။အခုပြပြခဲ့တဲ့အချက်တွေမလုတ်ပဲနဲ့လူနာကိုစိတ်ရှိရှိနွေးနွေးတွေ့တွေ့ဆက်ဆံပြီးတော့တေချာရှင်းပြတတ်တဲ့ဆရာဝန်တွေကိုလူကြိုက်များကြပါတယ်လို့ပြောနေပဲကျမရဲ့ဗီဒီယိုလေးကိုနှီးကုန်ချုပ်လိုက်ပါရနော်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေအနေနဲ့ရောကိုယ်သဘောမကျတဲ့ဆရာဝန်အမျိုးစား ကိုသဘောကျတဲ့ဆရာဝန်အမျိုးအစားတွေရှိရင်ဒီဗီဒီယိုလေးရဲ့ကွန်မန့်မှာဆွေးနွေးပေးခဲ့ပါအောင်เนาะဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်เนาะ